အားလုံးမင်္ဂလာပါ ကျွန်တော်တူတာဆန်ပါဒီနေ့သင်ခန်းစာကိုတော့ကျွန်တော်တို့ကလေးနာမည်ကိုဘယ်လိုပေးနိုင်မလဲပြီးတော့ကျွန်တော်တို့ကဘယ်လိုတွေဆက်ပြီးတော့စဉ်းစားနိုင်အောင်မလဲစတဲ့အချက်တွေကိုကျွန်တော်တို့လက်တွေ့အသုံးချနိုင်ဖို့လေ့လာကြည့်အောင်ဒီသင်ခန်းစာကိုလက်တွေ့အသုံးချနိုင်ဖို့မိတ်ဆွေအနေနဲ့ဘေးရင်ပညာကိုတက်မြောက်ထားမှမဟုတ်ပါဘူးဘေးရင်မတက်လဲဒီနေ့ကမိတ်ဆွေအတွက်အသုံးဝင်နေအောင်ပါဗေဒင်ပညာကို နားလည်ထားတဲ့သူတွေအတွက်ကတော့ ဒီနီလန်းကိုသုံးပြုပြီးတော့ပိုမိုတိုးတက်တဲ့စဉ်းစားမှုတွေတွေးခေါ်မှုတွေကိုဆက်လက်ပြီးတော့ပြုလုပ်နိုင်လာမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့လက်တွေ့ကြည့်အောင်ပထမဆုံးကျွန်တော်ရဲ့ဒီဘေးရင်ဆွဲဆုံဆိုတဲ့ website ကိုတွားပါပြီးတော့မိတ်ဆွေကိုယ်တိုင်အသုံးပြုနေတဲ့ account ကို login ဝင်လိုက်ပါ။ဒါဆိုရင်ဒီစာမျက်နှာကိုရောက်လာမှာဖြစ်ပါတယ်။ပထမဆုံး hori menu လေးကနေပြီးတော့ကျွန်တော်တို့ခလေးနာမည်ပေးဆိုတဲ့ထည့်ကိုဝင်လိုက်ပါ။ပြီးတော့ဒီနေရာမှာနှစ်ခုရှိပါတယ်။ ဒီပုံမှာရှိတာတော့ခလေးနာမည်ပြီးရိုးရိုးပါပဲရိုးရိုးဆိုတဲ့နေရာမှာကျွန်တော်တို့ဒါပြောမယ်ဆိုရင် အခြေခံအားဖြင့်ရိုးရိုးရှင်းရှင်းလေးမြင်အောင်တာမအားဖြင့်လုပ်ပေးထားတဲ့စနစ်ပါတိတ်ပြီးတော့မပြည့်စုံပါဘူးအဲ့တော့အပြည့်စုံလိုချင်တယ်ဆိုရင်ဒီစနစ်ကိုကျွန်တော်တို့အသုံးပြုအောင်မှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်အထူးလို့ရေးပေးထားပါတယ်အခုလောလောဆယ်တော့ကျွန်တော်တို့ခလေးနာမည်ပြီးအထူးဆိုတဲ့စနစ်ကိုတစ်ချက်သွားကြည့်အောင်အဲ့တော့နှိပ်ပြီးတော့ဝင်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီထဲကိုရောက်သွားပါလိမ့်မယ် ဒီနေရာမှာကျွန်တော်တို့ကလေးမိဘနာမည်ကိုရေးရမှာဖြစ်ပါတယ်ကလေးမိဘနာမည်ကိုရေးဆိုတဲ့နေရာမှာမိဘနှစ်ပါးလုံးလားမိဘတစ်ပါးရဲ့နာမည်ကိုရေးရမှာလားဘလို့ရေးရမှာလဲစဖြစ်ပေါ့နော်အတွေးတွေရှိလာနိုင်ပါတယ်ကြိုက်တာရေးလို့ရပါတယ်ဒီနေရာဒါပြဿနာမရှိပါဘူးလောလောဆယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့နာမည်လေးကိုပဲဥပမာထည့်ထားလိုက်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ကလေးရဲ့မွေးတက်ခဲ့ကိုဥပမာအားဖြင့်အာ၁၈ရက်၄လပိုင်းအာ2018လို့ပဲကျွန်တော်တို့ဥပမာပေးလိုက်ပါမယ် ါကလေးရဲ့မွေးတက်ရဆိုပါစို့ပြီးတော့ကျွန်တော်တို့မွေးချိန်ကိုကြတော့မနေ့9ခဏာကြီးပြီးတော့15မိနစ်လို့ကျွန်တော်တို့အုပ်မှာပေးလိုက်ပါမယ်ဒီစက္ကန့်တွေတော့ကျွန်တော်မရွေးတော့ဘူးဒီနေရာမှာတစ်ချက်သတိထားမှာကကျွန်တော်က나이ကို24နာရီစနစ်ဖန်တီးထားတာပါတကယ်လို့မိတ်ဆွေကညနေဘယ်နာရီအဲတနည်းအားဖြင့်နေ့လယ်12နာရီကြိုသွားပြီဆိုတော့မိတ်ဆွေရဲ့나이မှာစနစ်ပေါင်းလို့ယူဆရမှာဖြစ်ပါတယ် ဥပမာအားဖြင့်ခလေးဟာနေ့လေတနာီခွဲမှာမွေးတဲ့ဆိုရင်ကျွန်တော်ဒီထက်မှာဒီတစ်ကိုသွားရွေးလို့မရပါဘူးတနာီခွဲဖြစ်တဲ့အတွက်ကြောင့်နေ့လေတနာီခွဲဖြစ်တဲ့အတွက်ကြောင့်ဒါနေ့၁၂နာရီကိုကျော်သွားပါပြီဒါဆိုရင်ကျွန်တော်တို့အဲ့တစ်မှာစနစ်ပေါင်းလိုက်73ရပါလိမ့်မယ်ဒါဆိုရင်73နာရီခွဲလို့ပြောမှဒါနေ့လေတနာီခွဲနဲ့ညီမျှပါတယ်မဟုတ်ဆိုတော့ကျွန်တော်အဲ့ဒါကိုမယူပြတော့ဘူးအဲ့တော့မနေ့ပိုင်းဖြစ်တော့တယ်ကျွန်တော်တို့မနေ့9နာရီလို့ကျွန်တော်ရွေးပေးထားတယ်ဒါအိုးမာနေเนาะတကယ်အစစ်မှန်နေမဟုတ်ပါဘူး ပြီးတော့ရင်ခလေးကိုဗမာမွေးတယ်လေအဲ့ဒါတို့တစ်ချက်ဒါမိတ်ဆွေတို့စဉ်းစားရမယ်ခလေးဟာရန်ကုန်မှာမွေးတာပဲလားရန်ကုန်ရဲ့ဗနီယာမှာလဲဒါမှမဟုတ်ရန်ကုန်ဗနီယာမှာလဲသေးသေးစဉ်းစားမနေပါနဲ့ကျွန်တော်တို့တိတ်အများကြီးစဉ်းစားစရာမလိုဘူးရန်ကုန်မှာမွေးတယ်ဆိုရန်ကုန်ပဲရန်ကုန်ရဲ့အင်းစိန်လားတို့ဟိုလှိုင်တရလားတို့ဒါတွေစဉ်းစားမနေနဲ့အဓိကတော့ရန်ကုန်လို့မွေးရင်ရန်ကုန်ပဲအဲဒီနေရာမှာတော့ကျွန်တော်ကဥမာဒီနေရာလေးဘလို့အလုပ်လုပ်လို့သိအောင်လို့ကျွန်တော်တစ်ချက်လုပ်ပြပါမယ်အဲ့တော့ဒီခလေးကိုကျွန်တော်တို့မန္တလေးမှာမွေးတယ်လို့ဥမာပေးလိုက်မယ် မန္တလေးမန္တလေးကိုကျွန်တော်တို့မနပဲရိုက်ရသေးတယ်ဒီလိုမျိုးပေါ်လာပြီတိတော့ဒီမန္တလေးမှာမွေးတာလားဒါတော့မန္တလေးဟိုပြောမယ်ဆိုတော့ရေပုံအားဖြင့်ယူတဲ့မန္တလေးပေါ့နော်တကယ်လို့ကိုကမန္တလေးရဲ့နည်းနည်းလေးပေါ့နော်ဟိုဈေးကျုံနဲ့နီးတဲ့နေရာလေးမှာမွေးတယ်ဆိုရင်ဒါမန္တလေးဈေးကျုံပေါ့မန္တလေးနန်းတွင်းနဲ့နီးတယ်ဆိုလည်းမန္တလေးနန်းတွင်းပေါ့နော်ဒီလိုယူလို့ရသေးတယ်အဲ့တော့ကျွန်တော်တို့ဒီကလေးကိုမန္တလေးဈေးကျုံနာမှာမွေးတယ်လို့သတ်မှတ်လိုက်မယ်နော်ဒါဆိုမန္တလေးဈေးကျုံနာမှာမွေးတယ် ဲ့တော့ကျွန်တော်တို့ဒီနေရာမှာခလေးကိုကြားလမ်းမှလာလဲထည့်ပြီးတော့ဒါရွေးပေးရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နာမည်တွေကိုတွက်ထောက်တဲ့အခါမှာကျွန်တော်ရဲ့ဒီ program ကနာမည်ကိုကြားနဲ့မှ ကွဲပြားအောင် ခွဲခြားပြီးတော့မှဒါတွက်ချက်ပေးတဲ့စနစ်ဖြစ်တယ်။အဲ့တော့နာမည်တွေကိုစနစ်ကျစဉ်းစားခြင်းနဲ့နာမည်တွေကိုမှန်မှန်ကန်ကန်ထွက်ပေါ်စေခြင်းနဲ့ဆိုရင်ကြားမှောက်သေးချာစဉ်းစားပြီးတော့ရွေးပါ။မှားရွေးရင်တော့မိစုတို့မှန်ကန်တဲ့အဖြေထွက်မှာမဟုတ်ဘူး။အဲ့တော့ဒီကလေးကိုတော့ကျွန်တော်က main key ဖြစ်သတ်မှတ်လိုက်မယ်။အဲ့တော့ main key ုတ်ပြီဒီဟာဒီအားလုံးဖြည့်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီတွက်ရံဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရုံပဲဒါဆိုရင်ကျွန်တော်တို့စပြီးတော့ host time ကိုဖတ်လို့ရပြီဒီတက်ကရက်မှာမွေးတဲ့ဒီ main ကလေးအတွက်ကျွန်တော်တို့ဘာတွေရှိသလဲဘာတွေတွက်ချက်ထားရလဲဆိုတော့ဒီမှာတွက်ချက်မှုတွေကျွန်တော်ပြထားတယ်တကယ်လို့မိတ်ဆွေကဗီဒီယိုမြညာကိုနားလဲတယ်ဆိုရင်ဒါတွေကမိတ်ဆွေတို့အတွက်အသုံးဝင်မှာပါ ပြီးတော့ဒီနေ့မှာကျွန်တော်နက္ခဇတာဇာတာကွင်3ခုကိုကျွန်တော်ရှင်ပြထားတယ်အသေးစိတ်တော့မဟုတ်ဘူးပေါ့နော်အသေးစိတ်ဆိုတဲ့နေရာမှာအာယာစီအန်တာလိုက်တာတွေဒါတွေကိုကျွန်တော်တို့ဒါသေချာပြဖို့တော့လိုတယ်ပေါ့ဒါကတော့ကျွန်တော်တို့နက္ခတ်ပညာဘက်မှာသွားပြီးတော့ကြည်တော့တွေ့လိမ့်မယ်အခုလောလောဆယ်ကျွန်တော်နက္ခတ်ပညာကိုရှင်းပြနေတာမဟုတ်လို့တကြောင်ဒါကတော့ကျွန်တော်အသေးစိတ် မပြောတော့ဘူးဒီမှာတော့အကြမ်းမြင့်လို့ပဲခဏမှတ်ထားပါအကြမ်းမြင့်ဆိုမဲ့လို့တွက်ချက်မှုတွေကတော့အတိအကျတွက်ထားတာပါအဲ့တော့ဒီကလေးဟာမာဘုတ်အရာတစ်ကျွင်းလို့ကျွန်တော်ဒီမှာရေးပြထားတယ်မာဘုတ်အရာတစ်ကျွင်း မရဏဘွားဖြစ်နေတယ်ဟုတ်လားဘာကြောင့်လဲ2018ခုနှစ်ဧပြီလ17ရက်နေ့ဟာဗုဒ္ဓနေ့နဲ့တိုက်ပါတယ်ဗုဒ္ဓနေ့နဲ့တိုက်တဲ့အတွက်ကြောင့်ခလိငယ်တစ်ကျွင်းအတွက်ဗုဒ္ဓဟာမရဏပါဒီနေ့မှကျွန်တော်အနီရောင်လေးနဲ့ပြတာဒါအနီရောင်လေးပြရဲဆိုတဲ့သဘောကဒီခလိရဲ့မွေးနံ့ဟာပမာရှိလဲဆိုတာကိုကျွန်တော်တို့အလွယ်တကူပြေးမြင်လို့ရအောင်ပါမို့ကျွန်တော်တို့လိုက်ပြီးတော့ဒီဇာရကွယ်ထဲမှာလိုက်ရှာနေရရင်အချိန်ကုန်ပါဆိုလို့ကျွန်တော်ကအနီရောင်လေးနဲ့ပြပေးထားတာပါပြီးတော့နမခရတိုင်ပြပေးထားတယ်ဒါတွေတော့အုံထိုင်ပိုကောင်းတာပေါ့ တကယ်လို့မိတ်ဆွေကမတုံ့တက်ဘူးဘေးရင်မြညာနားမလဲဘူးဆိုတော့ဒါတွေကခြံခဲ့လို့ရတယ်။ဒီဟာလေးတွေပဲမိတ်ဆွေတို့ဖတ်ပေါ့။အဲ့တော့ဒီကလေးငယ်ကနက္ခတ်ဘေးရင်ပညာအရာမိတ္တလက်မိတ္တဆန်အတော်နေနက္ခတ်နဲ့ရှင်ပြီးတော့မွေးဖွားတယ်လို့ကျွန်တော်အတိအကျတွက်ချက်ပေးထားတယ်။မိတ္တဆိုတာကဒီနေရာကိုပြောတာပါ။ဒါမိတ္တရာစီဘာဝအားဖြင့်ဆိုတော့ဒီနေရာမှာဒါမိတ္တပေါ့နော်။ဒီနေရာအားဖြင့်တနုဘာဝပေါ့နော်။ဒီနေရာလေးမှာရှိတယ်။ အာပြီးတော့အတံတွေနှက်ခတ်နေရှင်နေဆိုတော့ကျွန်တော်ကဒါတွေ့ရိုးရပြထားဆိုတော့ဒါတော့ကျွန်တော်ဒီမှာထည့်မရှင်းပြထားတော့ဒါတော့ဒါနားမလည်လဲထားလိုက်လို့ရတယ်ဒါမလို့ဘယ်နှက်ခတ်နေရှင်မွေးတယ်လဲဆိုရင်ဒီနှက်ခတ်နေရှင်မွေးတယ်လို့တော့သိနေရမယ်အဲ့တော့ကလေးငယ်ရဲ့ဒီနာမည်အတွက်ကိုကျွန်တော်တို့အကောင်းဆုံးဂျိုဒီဘာရှိလဲလို့ကျွန်တော်ကတွက်ကြည့်တယ်ပေါ့တွက်ကြည့်တဲ့အခါမှာအကောင်းဆုံးဂျိုဟာဂျာရီတစ်ခုပဲတွေ့ရတယ်ဒီတွက်နီးတွေတော့ကျွန်တော်ဒီမှာတော့ထည့်မပေးထားဘူး ဒါပေမဲ့ program ကတော့ဒါတွေကိုအားလုံးအစင်ကျဲဖြစ်သွားအောင်တွက်ချက်နိုင်အောင်ကျွန်တော်အကောင်းဆုံးရေးထားတယ်။အဲ့ဒီတွက်နည်းတွေရဲ့အခြေခံသဘောကိုတော့ကျွန်တော်တို့ဒီမဟာဘုတ်တို့နော်နောက်တစ်ခါစမ်းချမ်းတို့ဒီလိုသင်တန်းတွေမှာကျွန်တော်အသေးစိတ်ပြောပြပေးလို့ရပါတယ်။အခုဒီမှာတော့ကျွန်တော်အားအတိုင်းပြောမှာမဟုတ်ဘူး။ဘာလို့တော့ပြောနေအချိန်ကုန်မှာဆိုလို့အများကြီးပြောရမှာပြောမယ်ဆိုရင်အဲ့တော့ထားလိုက်တော့အဲ့တော့ဒီကလေးရဲ့အကောင်းဆုံးဂျူဟာဂျာပရီလို့သိထားရမယ်။ဂျာပရီသိပြီဆိုရင်ကျွန်တော်တို့ကျန်တဲ့ဟာတွေကိုနည်းနည်းစဉ်းစားမယ်။အဲ့တော့ဒီကလေးမှာအစိုးဆုံး ပက္ခလို့ခေါ်တဲ့အတွဲတွေရှိတယ်။ဒါလည်းပဲကျွန်တော်ဒီနေရာမှာတွက်ချက်ပေးထားတယ်။ဒီပက္ခဆိုတဲ့အတွဲတွေဟာခလိနာမည်ပေးတဲ့အခါမဖြစ်မနေရှောင်ရမယ်လို့ဒါဘေးရင်ချမ်းအသီးသီးကပြောထားတယ်။ဆိုတော့ဒါတွေကိုကျွန်တော်အနီရောင်လေးနဲ့ထုတ်ပြင်ပြပေးထားတယ်။ဥပမာခလေးကိုစနေနံနဲ့စပြီးတော့တင်းနံနဲ့နဲ့ဆုံးပြီးတော့ပေးလို့မရဘူး။တောက်ကြံနံနဲ့စပြီးတော့အင်္ဂါဆုံးတဲ့နံမည်တွေပေးလို့မရဘူး။ကြာပြီနဲ့စပြီးတော့ပုံဆုံးတဲ့နံမည်တွေပေးလို့မရဘူး။တနင်္ဂနွေစပြီးတော့တနင်္ဂနွေဆုံးတဲ့နံမည်တွေပေးလို့မရဘူး။စနေနဲ့စပြီးတော့ တင်းတာနဲ့နဲ့ဆုံးနေဆိုတာဟာကျွန်တော်တို့ဒီတိုင်းစင်မှာဇောက်ထိုးကြီးလို့ခေါ်ပါတယ်ဒီလိုတိုင်းစင်ဇောက်ထိုးဖြစ်နေနာမည်မပေးတာကောင်းတယ်ပြီးတော့ဒီစနေနဲ့တင်းတာအတွဲဟာမဟာဝိပညာရပက္ခအတွဲလို့ခေါ်တယ်ဒါတော့မဟာဝိပညာသင်ကန်းစာကိုလေ့လာပြမယ်ဆိုရင်ကျွန်တော်ပြောတာလွယ်လွယ်ကူကူသဘောပေါက်မှာပါဒါလို့နားမလည်တော့ဒါလေးထားလိုက်ပါအဲ့တော့ကျွန်တော်တို့ဒီ program ကနာမည်ဒီအားလုံးကိုတိုင်းစင်နဲ့ညှိနှိုင်းပြီးတော့ဆန်းစစ်လိုက်တဲ့အခါမှာအထူးဖြင့်မာဘုတ်ရဲ့ နာမခရတိုင်ရနှစ်ခုကျွန်တော်တို့ပေါင်းဆက်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီကလေးအတွက်အကောင်းဆုံးလို့ဒါယူဆထားတဲ့ဂျူအတွဲတွေပေါ်လာပါတယ်ဒါကိုကျွန်တော်ကပရမဒန်းစာဂျူရဲများလို့နာမည်ပေးထားပါတယ်ဒီမှာတော့ဒုတိယဒန်းစာဂျူရဲများပေါ့ဒါကမိတ်ဆွေအနေနဲ့ကိုယ်တိုင်နာမည်ကိုရွေးမယ်ဆိုရင်နည်းနည်းလေးစဉ်းစားလို့ရသွားအောင်ကျွန်တော်ကဘေနီးကြမိတ်ဆွေတို့ကိုဒါတုံးသက်ပေးထားတဲ့စနစ်ဖြစ်ပါတယ်အဲ့တော့ဒီကလေးကိုနာမည်ပေးမယ်ဆိုရင်အင်ကာနန်နဲ့စပြီးတော့ င်ကာနန်နဲ့ဆုံးတဲ့နာမည်ပေးလို့ရပါတယ်။အင်ကာနန်နဲ့စပြီးတော့ဂျာရီဆုံးတဲ့နာမည်တွေပေးလို့ရပါတယ်။အဲ့လိုပေါ့အစားဖြင့်မိစုတို့ပေးလို့ရတဲ့ဒီမှာတွေ့ရမယ်။ဒါတော့ကိုယ်တိုင်ပေါ့ဟိုကျွန်တော်ပေးတဲ့နာမည်တွေမကြိုက်လို့ကိုယ်တိုင်စဉ်းစားခြင်းနဲ့ဆိုရင်ဒီလိုဥပဒေသားလေးနဲ့စဉ်းစားလို့ရတယ်။ဒီဥပဒေသားကဘယ်ကလာလဲဆိုရင်မာဘုံနဲ့နမခရကိုကျွန်တော်တို့ညှိနှိုင်းပြီးတော့မှဒါပေးတဲ့စနစ်ပေါ့နော်။အဲ့ကလာတယ်။အဲ့တော့အဲ့နေရာမှာဘလို့ဒီကြောင့်ကောင်းတာလဲ။ မာဘုံနဲ့နမခရာဘလူတွေတွဲပြီးဘလူတွေကောင်းသွားလဲစဖြစ်မော့အသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့အသေးစိတ်ဖတ်လို့ရပါတယ်တနင်္ဂနွေနဲ့စပြီးတော့တနင်္ဂနွေနဲ့ဆုံးတဲ့နာမည်မျိုးပေးမယ်ဆိုရင်ဘင်ကအပေါင်းဘင်ကလို့ခေါ်ပါတယ်တနည်းအားဖြင့်အနိဋ္ဌလို့ခေါ်တဲ့ဌာနကိုတွဲထားတာပါပြီးတော့ပခလို့ခေါ်ပါတယ်ပခလို့ခေါ်တဲ့အတွက်ကြောင့်ဒီအတွေ့ကမကောင်းပါဘူးဒါကြောင့်ဒီနာမည်ကိုဒါပေးလို့မရဘူးလို့ကျွန်တော်တို့ကဒါအသေးစိတ်စစ်ဆေးမှုတွေရှိထားပါတယ်ပြီးတော့တနင်္ဂနွေနဲ့စပြီးတော့ဒေနာနဲ့ဆုံးရောဒါဆိုတော့ ဘင်ကားနဲ့ပူတီပေါင်းထားတာပါနမခရတိုင်စင်မှာ အတက်အတက်ဆိုတာအပေါ်တက်သွားတဲ့အတွဲပေါ့နော်ဒါဖြစ်တယ်ဖြစ်တယ်ဆိုပေမဲ့လို့မာဘုတ်ပညာရဆိုရင်ဒါအနိဋ္ဌအတွဲဖြစ်နေပါတယ်မကောင်းဘူးမကောင်းတော့ကျွန်တော်တို့ပြေးလို့မရပါဘူးအဲ့တော့ဒါတွေကတော့ကျွန်တော်တို့ဘင်ပညာတက်ရင်တော့ပိုကောင်းတယ်ပိုပြီးတော့လည်းအသုံးဝင်လာလိမ့်မယ်ဟောပြောတဲ့အခါမှာလည်းအများကြီးထောက်ပံ့ရမယ်ကျွန်တော်အသေးစိတ်တွေတွားပြီးတော့လိုက်ပြီးတော့ဟိုစဉ်းစားကြံစားနေမယ်ဆိုရင်ကြာနေအောင်မယ်ဒါကိုတန်းပြီးတော့ဖတ်လိုက်တာနဲ့အဖြေကတန်းပြီးတော့ပို့သွားလိမ့်မယ်ဒါတွေကျွန်တော် ဂျိုးအတွဲပေါင်းများစွာကိုကျွန်တော်ဒီထဲမှာထည့်ပြီးတော့စဉ်းစားပေးထားတယ်အဲ့တော့ထားလိုက်တော့အဲ့တော့နောက်တစ်မျိုးပါရှိလဲနောက်တစ်မျိုးကျတော့ကျွန်တော်အင်ကားဝိဇာမူရဘာတွေကောင်းတယ်လဲဘလိုတွေဆိုးတယ်လဲစပြီးကျွန်တော်တို့ညှိနှိုင်းထားတာတွေရှိတယ်အဲ့တော့အင်ကားဝိဇာအတွဲရဘုံထုနဲ့စပြီးတော့ဂျာရင်းနဲ့ဆုံတဲ့အတွဲနံပါတ်တွေကောင်းပါတယ်ဘုံထုနဲ့စပြီးတနည်းတွေဆုံတာတွေကောင်းပါတယ်ဒါတွေကတော့တချို့ကဒါပြောမဲ့ဆိုရင်မဟာဗုဒ္ဓနော်နမခရတို့တိတ်ပြီးတော့စိတ်ဝင်စားဘူးအင်ကားဝိဇာမှာအင်ကားဝိဇာဆိုတဲ့ပုံကူတွေရှိပါတယ်ဒါဆိုရင်အင်ကားဝိဇာသမားတွေက ဒီဂျိုရဲတွေကိုကြည့်ပြီးတော့ကလေးနာမည်ပေးလို့ရပါတယ်။အဲ့ဒီနေရာမှာလည်းပဲဒီဥပဒေသားတွေနဲ့တေချာပေးဖို့လိုပါတယ်။ဒီနေရာမှာလည်းပဲဘယ်ဂျူရီကောင်းတယ်ဘယ်ဂျူရီမကောင်းဘူးဘာကြောင့်ဘလို့တွေယူဆသွားတယ်ဆိုတာသိချင်းဒီနေရာလေးမှာတစ်ချက်နှိပ်ပြီးတော့အသေးစိတ်ကြည့်လို့ရပါတယ်။ဘုံရုနဲ့စပြီးတော့ဘုံရုနဲ့ဆုံးတဲ့နာမည်ဟာမူလအပေါင်းမူလလို့ကျွန်တော်အတူရုပ်ရေးထားပါတယ်။ပြောမယ်ဆိုတော့ဒါအလေချာပေါ့နော်။မူလအလေချာကိုကုစားပြုတယ်။သူကတော့တင့်တင့်တဲ့ထဲမှာပဲပါတယ်။အကောင်းဆုံးဆိုတဲ့ထဲတော့မပါဘူး။ဟိုပေးခြင်းလဲပေးလို့ရတယ်မပေးခြင်းလဲရှောင်လို့ရတယ်။ဒါမဲ့လို့တိတ်ပြီးတော့သူ့ရဲ့အကျိုးပေးဟာ မထင်ရှားတတ်ဘူးပြီးတော့ဗုဒ္ဓနာစပြီးတော့ဂျာပရင်နဲ့ဆုံးတာကြတော့မူလနေပြီးတော့အညွတ်တနည်းအားဖြင့်မူလအလေချားနေပြီးတော့အညွတ်ဘက်ကိုတက်သွားတဲ့နာမည်မျိုးဖြစ်ပါတယ်ဒါတိုင်စင်မှန်တယ်လို့ခေါ်ပါတယ်တိုင်စင်မှန်တော့အကျိုးပေးတတ်ပါတယ်စာပြင်ကျွန်တော်ဒီမှာအသေးစိတ်ရေးပြထားပါတယ်ဒါတွေကိုယ့်ဟာကိုဖတ်ပြီးတော့ဒါလေ့လာနိုင်ပါတယ်ဒီလိုမျိုးဆိုရဗေဒမြညာကိုနားမလဲဘူးမသုံးတတ်ဘူးဆိုရင်ဒါတွေကိုမကြည့်ပဲထားလိုက်လို့ရပါတယ်ကဲအဲ့တော့ဒီမှာလာပြီဒီမှာလာတဲ့ဆိုတဲ့ဟာတော့ကျွန်တော်ရဲ့အဖဆရာကြီးပင်းနေခါပေါ့နော် အထူးတုံးခဲ့တဲ့အင်္ဂါဝဆာတိုင်ရဲ့အထက်ဂျူသုံးလုံးကိုလှက်ပတ်ပြီးရစ်ခွေပြီးပေးတဲ့နာမည်အမျိုးအစားပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ program လေးမှာမိတ်ဆွေတို့လွယ်လွယ်ကူကူအသုံးပြုနိုင်အောင်ထည့်ပေးထားပါတယ်ဥပမာအားဖြင့်ဒီမိန်းကလေးဟာဗုဒ္ဓသားမီးဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသားမီးဖြစ်တဲ့တကြောင်သူ့ရဲ့တိုင်စင်ကိုကျွန်တော်တို့တစ်ချက်သွားကြည့်ပါမယ်ဒါသူ့ရဲ့တိုင်စင်မှာအင်္ဂါဝဆာတိုင်စင်မှာအဲ့တော့ဗုဒ္ဓသားမီးဖြစ်တဲ့တကြောင်သူ့ရဲ့တိုင်စင်ရဲ့အထက်ဂျူသုံးလုံးဟာတင်းနှင်းတွေကြာပြီးတင်းတာဖြစ်ပါတယ် ဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ကအဖဆေမင်းနေခါရဲ့စနစ်နဲ့ပြန်ပြီးစဉ်းစားမယ်ဆိုရင်တနင်္ဂနွေကိုအစာထားရမယ်။တင်းနာကိုတော့အလေမာထားရမယ်။ကြာပြီးကိုတော့အဆုံးမထားရမယ်။အဲ့ဒီစနစ်နဲ့ပေးရမှာပါ။အဲ့တော့အဲ့ဒီစနစ်တိုင်းပေးမယ်ဆိုရင်နံပါတ်အများကြီးပေးလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ program မှာအကောင်းဆုံးလို့ထင်ရတဲ့နံပါတ်5မျိုးဒါကြာပန်းပုံစံမျိုးပေါ့နော်ရွေးချယ်ပေးလေရှိပါတယ်အဲ့တော့ကျွန်တော်ဒီမှာရွေးချယ်လိုက်တဲ့ခါမှာဘာသွားတွေ့လဲဆိုတော့သူ့ရဲ့နာမည်ကို ဒီနာမည်၅မျိုးပေးနိုင်ကြောင်းကျွန်တော်ကတွေ့လိုက်ပါတယ်။အဲ့တော့မိတ်ဆွေတွေနဲ့ကဘယ်လိုမြညာနားမလဲဘူးမတုံ့တက်ဘူးဆိုရင်ကိစ္စမရှိဘူးဒီမှာကျွန်တော်ရွေးပေးထားတဲ့နာမည်၅မျိုးမိတ်ဆွေတို့ယုံကြည်စိတ်ချစွာပေးလိုက်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ရွေးပေးထားတာကမိတ်ဆွေရဲ့စိတ်မှာတိတ်ပြီးတော့အဆင်မပြေတာမျိုးအာတိတ်ပြီးတော့မကြိုက်တာမျိုးလည်းရှိကောင်းရှိနိုင်ပါတယ်။ဒါဆိုရင်မိတ်ဆွေတို့တနေ့နေ့အစတဲနာလေဂျာဗရီအဆုံးဆိုတဲ့နာမည်တွေကိုကိုယ်တိုင်စိတ်ကြိုက်စဉ်းစားပြီးတော့ ဒါပြန်ပြီးပေးလို့ရပါတယ်တခုတော့ရှိတာပေါ့ကျွန်တော်ရဲ့ program ကနံပါတ်ရဲ့တွဲလုံးတွေကိုပါစစ်ဆေးထားတာပါဒီတိုင်းပေးလိုက်မယ်ဆိုတော့မိစုတို့လုံးဝတရားရဲကနေတော့စိတ်ချလက်ချပေးလို့ရပါတယ်သို့တော်မိစုတို့ကိုယ်တိုင်ပြင်ဆင်ပြီးပေးမယ်ဆိုရင်တော့နည်းနည်းလေးအပြောင်းလဲတွေရှိသွားနိုင်ပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်ကဒီနေရာမှာအိမ်ချစ်ပို့လို့ပေးထားတယ်အိမ်ချစ်ပို့လို့ပေးထားတဲ့အခါမှာအာအိမ်ကြီးကဘလို့ကြီးမသိသိဘူးခေါ်တာမကောင်းဘူးအိမ်ချစ်ပို့လို့ပြောမယ်အိမ်ချစ်ပို့ပေါ့ အေးနဲ့ချစ်နဲ့ပုံနဲ့တွဲလို့ရလားဆိုတော့မိတ်ဆွေတို့မသိနိုင်ပါဘူးဒီတိုင်းပြိမဲ့ဆိုတော့တနုနေစရဲဆိုတဲ့ဥပရိသတဲနာအလေရှိရဲဆိုတဲ့ဥပရိသကြာရီအဆုံးရှိရဲဆိုတဲ့ဥပရိသအားလုံးညီတဲ့အတွက်ကြောင့်မှတ်ပါတယ်သို့တော့အေးဆိုတဲ့အလုံးကိုနော်အရှိမထားမယ်ဆိုရင်နောက်ကချစ်ရဲပူရဲကိုတွဲလိုက်တဲ့အခါမှာပြဿနာနည်းနည်းရှိလာပါတယ်ဘလို့ပြဿနာလဲဆိုတော့ကိုကျွန်တော်ရှင်းပြရပါမယ် ဒီနေရာမှာအများကြီးရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောတော့ဘူးမိတ်ဆွေတို့တကယ်သိကျင်နေဆိုရင်ကျွန်တော်ရဲ့စမ်းချမ်းဗေဒင်ပညာသင်တန်းကိုကောင်းကောင်းတက်ထားဖို့လိုပါတယ် Master level လောက်ထိမိတ်ဆွေတို့တက်ထားမှကျွန်တော်ရဲ့ဆိုလိုချက်တွေကိုမိတ်ဆွေတို့နားလည်မှာဖြစ်ပါတယ်အဲ့တော့ထားလိုက်တော့ဒီတော့အနှစ်ချုပ်အပြင်ပြောရမယ်ဆိုရင်အခုကျွန်တော်ရွေးချယ်ပေးထားတဲ့နာမည်၅မျိုးကိုသာမိတ်ဆွေတို့ကဘာမှမပြုတ်ပြင်းမပြောင်းလဲပဲနဲ့အသုံးပြုမယ်ဆိုရင်တရားရခိုင်နှုန်းကျွန်တော်ကတောင်းယူပါတယ်ဒီကလေးရဲ့ဘဝကောင်းစားရေးအတွက်ကျွန်တော်တောင်းယူပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသေချာစဉ်းစားပြီးတော့မှဒီနာမည်နှစ်ခုဟာတွဲတယ်လားမတွဲတယ်လားဒါမျိုးတွေကိုကျွန်တော်ကသုံးသပ်ပြီးတော့မှထည့်ပေးထားတာပါပြီးဆိုလည်းထည့်ပေးထားတာမဟုတ်ပါဘူးတကယ်လို့မှအဘစီအိမင်းသိခါရဲ့စနစ်ကအင်္ဂါဥစ္စာစနစ်မို့လို့တချို့ကမကြိုက်ကြပါဘူးမကြိုက်ဘူးဆိုတော့ဘယ်လိုကြောင့်မကြိုက်လဲဆိုတော့ဥမာအဖြစ်ဒီကလေးဆိုရင်ဗုဒ္ဓသမီးပါဗုဒ္ဓသမီးဆိုတော့တချို့ကမွေးနံနေစပြီးပေးကျင်တယ်အဲ့ဒါမွေးနံနေစပြီးပေးကျင်တယ်ဆိုတော့အဘစီအိမင်းသိခါရဲ့စနစ်ကမွေးနံနေစပြီးပေးလိမ့်မရှိဘူး तू ကမွေးနံကိုပြောမယ်ဆိုရင်တော့ ဖုံးကွယ်ထားတယ်ဘလို့ကြောင့်ဖုံးကွယ်ထားလဲဆိုတော့ဒဇုံတယောက်ကမြန်ပြူစားတိုက်ခိုက်လာမယ်ဆိုရင်နေနံကိုမထိခိုက်အောင်ဒါတစ်ဖက်ကနေအပါကာကွယ်လိုက်တဲ့စနစ်ပါထားမှာတော့မိတ်ဆွေကမွေးနံနေစပြီးပေးကျင်တာဆိုရင်ကျွန်တော်ဒီမဟာဘုတ်တို့နော်နမခရတို့ဆိုတဲ့စနစ်ကိုဆက်ပြီးအသုံးပြုနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာလည်းပဲကျွန်တော်ကမွေးနံနေစပြီးမပေးထားပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာကြည့်ကြည့်မယ်ဆိုရင်ဒီကလေးဟာဗုဒ္ဓသမီးဖြစ်တယ်မရဏဘွားဖြစ်နေတယ် မရဏဘဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မရဏကြိုးဝါနေစပြီးတော့ပေးဖို့မတင့်တော်ဘူးလို့ကျွန်တော်တို့ယူဆတဲ့အတွက်ထားခဲ့လိုက်တာပါပြီးတော့ဒီကလေးမှာကဂျာရီကြိုးအကောင်းဆုံးလို့တွေ့ထားပါတယ်ဒါကြောင့်ကျွန်တော်ကဒီနေရာမှာဂျာရီကြိုးပဲအသုံးပြုထားတဲ့နာမည်တွေကိုတေချာရွေးပေးထားပါတယ်အဲ့တော့ဒီထဲကနာမည်တွေကိုမိတ်ဆွေတို့ကြိုက်တာသုံးလို့ရပါတယ်ဒီကလေးမှာမကြိုက်ဘူးဘာညာဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာပြောပြခဲ့တဲ့နာမည်စစ်ဆေးမှုတွေကိုအသုံးချပြီးတော့မိတ်ဆွေတို့ကိုယ်တိုင်ပြန်ပြီးတော့ဒါစီစဉ်လို့ရပါတယ် ဥမာအင်ကာနဲ့စာပြီးအင်ကာနဲ့ဆုံးနေနိုင်မယ်ပေးမလားအင်ကာနဲ့စာပြီးတော့ဂျာရီနဲ့ဆုံးနေနိုင်မယ်ပေးမလားဒါတွေကိုကိုယ့်ဟာကိုစိတ်ကြိုက်စဉ်းစားပါဒါပေမဲ့တခုရှိတာမိတ်ဆွေကနံမရီရဲ့တွဲဆက်ပုံသဘောတရားကိုနားမလဲနည်းနည်းပပတော့အမှားယူရှိနိုင်တယ်တကယ်တော့ဒီနေရာတွေကဒါဗေဒမီညာတက်တဲ့သူတွေအတွက်ပို့ပြီးတော့သုံးဝင်ပါတယ်တာမန်သူတွေအတွက်ကတော့ကျွန်တော်တို့အခုပြထားတဲ့အလွယ်တကူရွေးချယ်နေလို့ဒါအသုံးပြုဖို့ကြံပြုပါတယ်နောက်တစ်ခုကဒီနေရာမှာကျွန်တော်တို့ကလေးရဲ့ဒါပြောမယ်ဆိုရင်တော့ နာမကရဏမင်္ဂလာလို့ခေါ်တဲ့နာမည်ပေးအခမ်းအနားလေးပေါ့နော်လှုပ်တဲ့အခါမှာဘယ်လိုလှုပ်ရလဲဆိုတဲ့ဟာတွေကိုကျွန်တော်ကဒီမှာရက်တရာပြည့်ရက်ဆွဲတွေပါနေညာနေကျွန်တော်အသေးစိတ်ဒါလှုပ်ပေးထားပါတယ်ဒါတွေကတော့မိတ်ဆွေတို့ဗီဒီယိုမြန်နားမလည်သိပြီးသုံးလို့မရဘူးတကယ်တော့မိတ်ဆွေတို့သုံးရမှာကဒါတွေပါအဲ့တော့ဒီအဆင့်မှာကတော့ဒီကလေးအတွက်ဘဝတသက်စာလုံးဘာတွေအကျိုးပေးတယ်လဲဘာတွေတည်ထားရမလဲဆိုတာတွေကိုကျွန်တော်ကအသေးစိတ်ထပ်ပြီးတွက်ချက်ပေးထားတာပါအဲ့တော့တသက်စာအကျိုးပေးတဲ့ အဆောင်ပန်းနေအဆောင်ပန်းနေကိုကျွန်တော်တို့အဘစီမင်းနေကကမြက်သောပန်းဖြစ်တဲ့အတွက်ကြောင့်ပန်းမြက်မာလာလို့နာမည်ပေးထားပါတယ်အဲ့တော့ဒီကလေးဟာဒီကြာပရင်းနံနဲ့ပတ်သက်တဲ့ပန်းနေနဲ့အကျိုးပေးပါတယ်ကျွန်တော်တို့ဥမာအဖြစ်မေမျိုးတို့ပောက်ပန်းဖြူတို့စပြီးဥမာထည့်ပေးထားပါတယ်တခြားပန်းတွေလည်းရှိနိုင်ပါတယ်အဲ့တော့ကိုယ့်အကူစဉ်းစားပါအဲ့တော့ဒါတွေဟာအဲ့ကလေးအတွက်အကျိုးပေးပါတယ်ဒီကလေးရဲ့ကျန်းမာရေးတွေဘာတွေညံ့ပြီဆိုရင်ဒီပန်းကိုဖျားမှလှူပေးတာတို့နော်ဒီကလေးအတွက် အောင်မြင်မှုတွေရရှိခြင်းနဲ့ဆိုရင်ဒီပန်းကိုဖျားမှလှူပေးတာတို့ဒီကြပရိနဲ့အဆောင်တွေကိုခလေးအတွက်ဒါရုပ်ထုလေးထုလုပ်ပြီးတော့ဆောင်ပေးတာတို့ဆောင်ခိုင်းတာတို့စပင်ပေါ့နော်လှုပ်လို့ရပါတယ်ပြီးတော့တသက်စာအဆောင်ကိုကျွန်တော်ကကြောက်ညက်ယန္နာအနေနဲ့ဒီမှာမြှကြောက်လို့ထည့်ပေးထားပါတယ်ဒီခလေးဟာမြှကြောက်နဲ့အကျိုးပေးပါတယ်မြှကြောက်ကိုလက်စွပ်ကွင်းဝတ်ထားမှဆိုရင်ကံကောင်းစေမယ်အခွန်လန်းတွေတိုးတက်မယ်စပင်ပေါ့ကောင်းကျိုးတွေကိုဒါဖိတ်ခေါ်ပေးတဲ့တသက်စာအဆောင်ပေါ့နော်ပြီးတော့ရောင်ကိုကျတော့ကျွန်တော်အဝါရောင်လို့ပြောထားပါတယ် အဲ့ဒီကလေးတွေဘဝတသက်စာအကျိုးပေးတဲ့အကြောင်းဟာအဝါရောက်မှာဒါတွေတော့မိတ်ဆွေတို့ညာရှိတယ်လို့အသုံးပြုပါဒီနေရာမှာကျတော့ကျွန်တော်ကဘဝတသက်စာလုံးဒီကလေးတွေအကျိုးပေးတတ်တဲ့နေကောင်းကိုကျွန်တော်ရွေးပေးထားပါတယ်နေကောင်းဆိုတာကြာပြီးနေပါဒီကြာပြီးနေမှာဒီကလေးဟာကောင်းမှုကုသိုလ်ပြုလုပ်တာတွေတစ်ခုခုကိုဥပမာအားဖြင့်အလုပ်အင်တာဗျူးသွားတာတွေတရရုံနဲ့တွေ့ဆုံတာတွေချစ်သူနဲ့တွေ့ဆုံတာစားပြမော်ဒါမျိုးတွေကိုဒီလိုနေကောင်းနေမှာလုပ်လို့ရတယ်ကိုယ်အတွက်ကောင်းမွန်တဲ့အကျိုးပေးတွေကိုရရှိစေနိုင်တယ်ဒါတော့တသက်စာ เนาะရက်တာလို့ကျွန်တော်ရေးပြထားတယ်နေကောင်းတဲ့ရက်တာတနည်းအားဖြင့်နေကောင်းရက်တာပေါ့အဲ့တော့နေကောင်းတော့သိပြီဆိုတော့ဒါရက်တာပေါ့အဲ့တော့ရက်တာဆိုတာဘယ်လမှမဆိုဒီရက်တွေဟာခလေးအတွက်အကျိုးပေးပါတယ်ဒါကတော့ကျွန်တော်ကစမ်းချက်နီလမ်းမဟုတ်ဘဲနဲ့ကဏန်းပေတဲ့နီလမ်းအောင်အသုံးပြုပြီးတော့ကျွန်တော်ထည့်ပေးထားတာပါအဲ့တော့မိတ်ဆွေတို့လက်တွေသုံးပါညာရှိသူလို့သုံးပါပြီးတော့ဒီကလေးကိုအောင်မြင်စေခြင်းနဲ့ထင်ရှားစေခြင်းနဲ့ကြော်ကြားစေခြင်းနဲ့ဆိုရင်ထိန်သားနဲ့ဘုရားစင်တို့ပေါက်သားနဲ့ရှင်သီပလီတီးသားနဲ့ရှင်ဥပကုတ္တကိုရောမြတ်ကို ဖုလို့ကိုးကွယ်မယ်ဆိုရင်ဒီကလေးဟာဘဝတသက်စာမှာအောင်မြင်မှုတွေရလာမယ်ကြော်ကြားမှုတွေရလာမယ်သူတစ်ပါးကိုတိုက်ခိုက်လို့မရဘူးစာဖြင့်ဒါကိုကျွန်တော်အသေးစိတ်တွက်ချက်ပေးထားတယ်ဒါတွေကတော့ကျွန်တော်တို့ဒီဗေဒင်ပညာနည်းအရပေါ့လိုအပ်လို့ထည့်ပြီးတွက်ပေးထားတာပါဒါဟာပုံသင်မဟုတ်ပါဘူးဒါမဲ့လို့ဒီစနစ်ကိုလိုက်နိုင်လိုက်နာတလောက်ဒီကလေးဟာအကျိုးပြီးပြီးကောင်းလာမှာဖြစ်ပါတယ်ပြီးတော့ငွေကြီးကြွယ်ဝချမ်းသာမှုတွေအတွက်ကိုကျွန်တော်ဒီမှာအဆောင်လေးတစ်ခုပေးထားပါတယ်စိမ့်ဒါမှမဟုတ် စัจจပုံလေးကိုငွေနဲ့ကွင်းပြီးတော့ဝတ်ထားပါလို့ကျွန်တော်ကဒီမှာဒါပြောထားပါတယ်။ဥမာအဖြစ်လည်းပဲစัจจပုံကိုငွေလက်စွပ်ပေါ်မှာထွင်းထားတာမျိုးဆိုပြီးတော့ကျွန်တော်ဥမာလေးပေးထားပါ။ဒါတွေလည်းပဲမိတ်ဆွေတို့ဉာဏ်ရှိရင်ရှိသလိုလက်တွေ့အသုံးပြုနိုင်ပါတယ်။ပြီးတော့ဒီကလေးရဲ့ပညာရေးကံတွေတိုးတက်လာအောင်ဘာလုပ်ချင်လဲဘယ်လိုလုပ်ရမလဲသိချင်တယ်ဆိုရင်ကျွန်တော်ဒီမှာဘဝတသက်စာဒီကလေးတွေအကျိုးပေးမဲ့အဆောင်ပုံစံလေးလုပ်နည်းလေးကိုကျွန်တော်ဒီထဲမှာထည့်ပေးထားပါတယ်။ ထိုင်းရွက်ပေါ်မှာတာဆိုတဲ့အက္ခရာကိုခဲတယ်နဲ့ရေးပြီးတော့စောင်းထားလိုက်ပါလို့ကျွန်တော်ပြောထားပါတယ်ဒါတွေရမိတ်ဆိုလို့ဉာဏ်စစ်လို့သုံးပါပြီးတော့ဒီကလေးရဲ့အခြေရေးအိမ်တော်ကြီးကံဒီအတွက်ကိုလည်းကျွန်တော်ဒီမှာအဆောင်လုံးကြီးပေးထားပါတယ်ဒါတော့ဒီကလေးလိုအပ်တယ်လို့အသုံးပြုနိုင်အောင်ကျွန်တော်ကဘဝတသက်စာအကောင်းဆုံးတွေကိုတွက်ချက်ပြီးပေးထားတာပါဒီလိုပဲကျမ်းမာရေးကောင်းဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာပြောထားပါတယ်ကလေးရဲ့ကျမ်းမာရေးခြူကြတယ်လို့ဘာလို့ဆိုရင်ဒါလုံးတယ်ပါတယ်ဥပမာဒီကလေးဆိုရင်ဘန္နာဘွားဖြစ်တဲ့အတွက်ကြောင့်ဘန္နာဘွားကလေးတွေကငယ်စဉ်မှာခြူကြတယ်ဆိုတဲ့ဟောချက်ရှိတော့ ဒီလိုမျိုးတွေမချူကြအောင်ကြီးတဲ့အထိကံကောင်းခြင်းတွေဖြစ်လာအောင်ဒါလေးတွေကျွန်တော်တို့စီရင်ထားနိုင်ပါတယ်ပြီးတော့ဒီကလေးရဲ့ပန်းဆက်ပုတ်ကိုဒါကတော့ရှေးဟောင်းပေရင်ပညာတွေမှာအသုံးပြုတဲ့ဒါစနစ်ပါတကယ်ပန်းဆက်ဟုတ်မဟုတ်ဆိုတာတော့မိတ်ဆွေတို့ကိုယ်တိုင်ဆက်ပြီးတော့အဋ္ဌံကြည့်တာတွေလေ့လာကြည့်တာတွေလုပ်နိုင်ပါတယ်ဒီမှာတော့ကျွန်တော်ကဘေးရင်ပညာအရဘယ်လိုပုံကိုယ်တွေစောက်လျှောက်တယ်ဘယ်လိုပုံကိုယ်တွေ ਨੇ ပန်းဆက်ရှိတယ်ဆိုတာကိုကျွန်တော်ဒီမှာရေးပြထားပါတယ်ပြီးတော့ဘာတွေလှူရမယ်ဆိုတော့လည်းကျွန်တော်ဒီမှာတစ်ခါတည်းထည့်ပြထားပါတယ် ပြီးတော့ဒီကလေးအတွက်ဘဝတသက်စာမှာအမြဲတမ်းသတိထားမယ်ယောဂါတွေဘေးအန္တရာယ်တွေလည်းကျွန်တော်တွက်ချက်ပေးထားပါတယ်အဲ့ဒါကိုတော့ဒီနေရာမှာမိတ်ဆွေတို့ဖတ်နိုင်ပါတယ်ပြီးတော့ဒီကလေးရဲ့ကျမ်းမာရေးအတွက်တသက်စာလုံးဒါပြောမယ်ဆိုတော့လိုက်နာလို့ရတဲ့တက်စာဆိုတာကျွန်တော်ထည့်ပေးထားပါတယ်ဓာတ်စာလို့လူတွေခေါ်ခေါ်နေပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကဒီနေရာမှာတော့ဓာတ်စာလို့မခေါ်တော့ဘူးတိလို့တက်လို့နားလေလို့စားတဲ့အစားအစာဖြစ်တဲ့အတွက်ကြောင့် တက်စာလို့ကျွန်တော်တို့နာမည်ပေးထားပါတယ်ဒါတော့ကျွန်တော်နာမည်မဟုတ်ပါဘူးအဘဆရာမင်းနေခပြောပြဘူးတဲ့နာမည်ပါအဲ့တော့ဒီကလေးတော့ကတော့ပြားရီဖြစ်ပါတယ်အဲ့တော့ဒီကလေးဟာပြားရီနဲ့ပတ်သက်တဲ့စီဝါတွေပြားရီနဲ့ပတ်သက်တဲ့အရာတွေမှန်မြတ်ဒီကလေးဟာကျမ်းမာရေးအတွက်ထောက်ကူပြုတယ်ကျမ်းမာရေးညံ့နေပြားရီကိုအသုံးချပြီးတော့ကျမ်းမာရေးကိုကုသနိုင်တယ်ဒီနေ့ပြောရရင်တော့ကျမ်းမာရေးတွက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပြားရီကိုအမြဲတမ်းသုံးဆောင်နေမှာဆိုဒီကလေးဟာတသက်တာလုံးကျမ်းမာရေးကောင်းပြီးတော့နောက်ဆက်ကြီးကင်းနေမှာဖြစ်ပါတယ် ပြီးတော့ဒီကလေးရဲ့ဘဝမှာထူးထူးခြားခြားပြောင်းလဲသွားမဲ့ကာလတွေရှိပါတယ်ဒါတွေတော့ကျွန်တော်ဒီညမှာတွေ့ပြထားပါတယ်အဲ့တော့ဒီကလေးဟာ2029မှာတစ်ကြိမ်2031မှာတစ်ကြိမ်2035မှာတစ်ကြိမ်ထူးခြားတဲ့ဘဝအစ်စ်ပြောင်းနေချိုးကွေဖြစ်သွားပါလိမ့်မယ်ဒါတော့မိတ်ဆွေတို့ကိုယ်တိုင်လေ့လာကြည့်ပါအဲ့တော့မိတ်ဆွေတို့လောက်ဆိုတော့အသုံးချတတ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘေးရမညာနားလည်တဲ့သူတွေအတွက်ကတော့ပို့ပြီးတော့ဒါအသုံးချရတာပိုကောင်းတာပေါ့နော် ဇာတာကွင်းတွေကိုဖတ်ကြားမယ်ပြီးတော့ကျွန်တော်တို့ဒီနံပါတ်တွေရဲ့တွဲလုံးတွေကိုလေ့လာမယ်ပိုကောင်းတာတွေကိုကျွန်တော်တို့ထပ်ပြီးတော့မြင့်တင်မယ်ဆိုရင်နံပါတ်ပေါင်းများစွာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရွေးချယ်နိုင်မှာဖြစ်ပါတယ်ကေဒီလောက်ဆွေနှမိတ်ဆွေတို့နားလည်လောက်ပြီးလို့ယူဆရဲကျွန်တော်တို့ဒီသင်ခန်းစာကိုခဏလောက်ကျန်နာမယ်လိုအပ်တာတွေရှင်းတော့ကျွန်တော်နောက်ပိုင်းတွေမှာထပ်မံဖြည့်ဆွတ်ပြီးတော့ရှင်းပြပေးပါမယ်ကျွန်တော်အနေနဲ့ကလည်းအချိန်မရှိတဲ့ကြားကနေလုတ်ပေးနေရတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတက်တုပ်ရိုက်နေရပါတယ်အဲ့တော့ကျွန်တော်စကား ြောတာမှားယွင်းတာရှိလဲနားလည်ပေးပါပြီးတော့ကျွန်တော်ရဲ့တင်ပြပုံညံဖျင်းသွားတာရှိလဲနားလည်ပေးပါကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ